မျက်စိအားကစားဘာကောင်းလဲလို့ပြီးတော့ပေါင်နေချစ်လိုက်တယ်။မျက်တော့အဲ့ဒါကိုရမ်းသဘောကျမျက်တော့ပေါင်ကြည့်ရလို့ခံစားရတယ်သူဖြစ်တော့ကြောင့်မလို့မျက်တော့ပေါင်သေးဖို့ပဲစဉ်းစားနေရ။တော့မြင်းကြောက်တယ်နော်မျက်ွယ်ပါလား။ဟဲ့လားဘလုံးနဲ့နေမကြော်ချင်ဘူး။ဟာဆိုပြေးပြေးလို့မျိုးစီးကျင်တာ။အဲ့လိုမျိုးပါအဲ့လိုစီးတဲ့သေးဆိုတော့ပကံပါစေအရန်လားနေဝင်စီးစာလေးမှလေလို့ချစ်သူများပါ share ပဲနှစ်ယောက်သားအဲ့ဒီတက်ကလာတက်ကလာတက်ကလာနဲ့နေရတာရဲ့ dream ရှိတယ်မအောင်မြင်ဘူး 30နဲ့နော်စမ်းသချင်နော်30တည်းကနော်ယူမဲ့တကယ်ကမောင်းတင်ထားတာလေ40တာဖြစ်သွားတယ် အကိုကိုရိုင်းကလည်းဒီမြင်းစီးရတာကိုကြိုက်တယ်။အမြင်းစီးတဲ့မြင်းစီးချစ်သူတယောက်လည်းဖြစ်နေတဲ့အခါကျတော့ဒီနေ့ခေါင်းစဉ်တွေအတိုင်းပဲပေါ့။မောင်နိုင်ငံရဲ့ဒါမြင်းမြင်းချစ်သူများပေါ့နော်။အမြင်းစီးအကစားကိုမြင့်သက်ပြီးတော့အမြင်းနေချစ်တဲ့သူတွေအားလုံးပေါ့နော်။စူပေါင်းပြီးတော့အလုံမဲ့ဂါရဝပြုမဲ့ပွဲတစ်ခုလေးပါ။အဓိကကတော့ဒါလေးကမြန်မာနိုင်ငံမြင်းချစ်သူများအသင်းပေါ့နော်။ဆိုတော့ဒါ page လက်ရှိပါတယ်ရှင့်။မြန်မာနိုင်ငံအမြင်းချစ်သူများ page ဆိုတဲ့ဟာလေးရှိပါတယ်။ဆိုတော့ဒီကနေပြီးတော့ UC ပြီးတော့ ပေါ့အော်တကယ်ပါဒါပထမအဆုံးအချိန်ဒါမြန်မာနိုင်ငံအနေနဲ့အရရမှာရှိတဲ့အာမြင်းစီတက်ကြီးမြင်းစီအာသာသမားကြီးများကိုဂါရဝပြုမဲ့ အစီအစဉ်လေးပါရှင်ဒါအရန်ကိုဒါမင်းတို့ရဲ့ဗုဒ္ဓဘာသာရဒါအရန်ကိုမုံမြတ်တဲ့တလေးလေးတစ်ခုဖြစ်တယ်ပြီးတော့ဒါလေးကပထမဦးဆုံးကျင့်ကျင်းပါမှာရှင်ဆိုတော့အခါကျတော့မြန်မာနိုင်ငံနေနေမှာရှိတဲ့အာမြင်းစီအသက်ကြီးမြင်းစီအားလုံးကမြအားလုံးကိုပေါ့နော်မင်းတို့တွေရှမ်းပြည်နယ်မှာအာဒါဂါရဝပြုပါမယ်အဲ့ဂါရဝပြုပူဇော်ပွဲလေးမှာပဲမင်းတို့ဆက်ထဲမှာပဲပေါ့နော်မြင်းချစ်တဲ့သူတွေမြင်းစီရဲ့သူတွေအားလုံးစုစည်းကြမှာဆိုတဲ့အခါကျတော့မြင်းလှစီးပြမယ်အစီအစဉ်လေးပြီးတော့မြင်းအလှပြမယ်အစီအစဉ်လေးပြီးတော့အခါကျတော့ဒီ page မှာကြေညာထားတဲ့အတိုင်းပဲပေါ့နော်အာဒီမြင်းစီဒီ မြင်အလှပုံလေးတွေပေါ့နော်တရားတွေကိုစုပေးမဲ့အခမ်းအနားအစီအစဉ်နဲ့တခြားသောပျော်ရွှင်စရာကောင်းတဲ့အစီအစဉ်တွေအများကြီးကိုအခုလာမဲ့18ရက်19ရက်နော်ဟုတ်ကဲ့နော်အခုအဲ2ရက်နောက်ကနော်ပို့ပြီးတော့စီးလုံးလာအောင်ရည်ရွယ်ချက်နဲ့ပေါ့နော်ဒီမြင်းစီဒီမနိုင်ငံပေါ့နော်မြင်းချစ်သူမြအဖွဲ့ကနေပြီးတော့ဒါလေးကိုအာပေါ့နော်စီစဉ်ဆောင်ရွက်တာလေးဖြစ်ပါတယ်ရှင်မြင့်သူကတော့အာကိုကိုတိုင်းကလည်းမြင်းစီအားကစားကိုနှစ်သက်တဲ့သူဆိုတဲ့အခါကျတော့ဒါလေးကိုကြားချင်မှာအတိုင်းမသိဝမ်းသာမိတယ် ့သူကမအေးဘူးမြင်စရရင်မမြင်မြင်စီအကစားကိုစိတ်ဝင်စားကြတာ။အဲဆိုရင်တော့ကတော့ကိုနဲ့မျက်စိအစားလည်းနဲ့စိမ့်နေ။ဘာလို့ပြောမလဲ။အဲ့ဒီကြတာအဲ့လို active ဖြစ်တာကြိုက်တယ်ကွာဒီလားငင်ငင်အေးအေးနေရတာမကြိုက်တော့လေအဲ့တော့ဒီဒီမြင်းစီအာကစားအမြင့်သူတွေဟာငါဒါငါနဲ့အရန်လိုက်တယ်ငါနဲ့ match ဖြစ်တဲ့အာကစားပဲဆိုတော့တွေ့သွား ပျော်อ่ะညစရာလေအပြည့်လိုမြင်းစီစတင်ရင်းနဲ့မှအာဒီခုနကပက်စီပက်စီနဲ့ကိုကိုတရားတိတ်မစီးကျင်တော့ပြင်းလာအာနဲ့အဲ့လိုပေါ့နော်ရှမ်းပြည်မြသူရှမ်းပြည်နယ်ဘက်တော်စီမြသူမြင်းစီတာပကံမှာစီးတယ်အရင်ပကံမှာဆိုလေလေတကယ်အာနေဝင်ကြီးရောမှာဒီဖျားပေါ့နော်ဒီဖျားကြီးဂျားတဲ့ကနေပြီးတော့ဖုံးလုံးလုံးနဲ့စိတ်လေးကြီးကြောင်းတော့ရနဲ့မြင်းကြီးွယ်ဘလောက်မိုက်လဲအာပြီးမြေနီလန်းလေဟိုလိုမျိုးကတရားလမ်းမဟုတ်ပါ ဒုံးစီတာမျိုးညင်ညင်လေးစီတာမျိုးအရန်မျိုးသူအရန်ကြိုက်တာပြောနေအောင်ပကံနဲ့ချမ်းပြီနေလို့ရမြင်းစီဖို့ရန်လွမ်းသွားပြီမြင်းစီအားကစားဘာကောင်းလဲလို့ပြီးပြတော့ပေါင်နေကြက်လက်တယ်မြတ်သူအဲ့ဒါကိုရန်သဘောကျမြတ်သူပေါင်ကြီးရလို့ခံစားရတယ်သူဖြစ်တော့ကြောင့်မလို့မြတ်သူပေါင်သေးဖို့ပဲစဉ်းစားနေရဆိုတော့မြင်းစီအားကစားကပေါင်ကိုကြက်လက်တံပါစေတယ်ပြီးတော့ကိုယ့်ကိုလေရဲဝံ့စေတဲ့စိတ်ဓာတ်တစ်ခုပေးတယ်မော်တီရတယ်ကွာကိုက တန်ပါတယ်ငါ control လုပ်နိုင်တယ်ငါမြင်းကိုပေါ့နော်ကိုစိညင်မျိုးကိုကောင်းကောင်း control လုပ်နိုင်တယ်ဆိုရယ်စိတ် modi ကကို့အရန်တက်ကြွဆိုရယ် proud ဖြစ်စီရယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်မြတ်တော်ဒုံးစီကအရန်ကြိုက်တယ်မြတ်တော်ဝလုံးနဲ့နေမကြော်ချင်ဘူး high house ဆိုပြေးပြေးအဲ့လိုမျိုးစီးချင်တာအဲ့လိုမျိုးပါဟုတ်ဆိုတာမြင်းစီကရယ် TikTok တော့တခုပို့ပြီးတော့ဟုတ်တယ်ချက်ဘလို့စိတ်ဘလို့စိတ်တက်မဖြစ်လဲဆိုတော့အဲဒုံးစီးတဲ့အချိန်မှာမြတ်သူကဒုံးစီးတဲ့အချိန်မှာအရန်ကြိုက်တာမြတ်သူဒုံးကပကံမှာစီးတယ်အဲ့ ပေါ့နော်ဟိုဟာမှာဒီချမ်းပြည်မှာဆီရမြို့တော်ချမ်းပြည်မှာဆီရတာပို့ပြီးတော့လေဟိုမြေပြင်းမှာဆီရဖီလင်တခုအဲ့တောင်ကုန်းတောင်ဆောင်တွေပေါ့အဲ့မြင်းရဟီပြီးပြင်းကိုကလေငှက်ကလေးလိုပဲကိုကလေကိုခွေးမိတက်နေတာအဲ့ဒီခံစားမှုအဲ့ချိန်မှာဒီမှာလုံးဝကိုရဲ့စိတ်ညစ်မှုကိုပေါက်ထုတ်လိုက်ရာတော့ဒါကိုကအော်ဟာမြင်းရပြေးစီမလားဒီမှာ ိုင်းတော့လို့မရဘူးတိရမလားသူကသူ့ကိုမြောက်လဲဆိုတော့ပုံပြေးရလေအဲ့လိုဆိုတဲ့ခါကျတော့အဲ့တော့ကိုယ့်ရဲ့စိတ်ထွက်ပေါက်ဖြစ်တယ်ဆိုတော့အမြင့်ဆိုတော့မင်းစီအားကစားတာကပေါ့နော်မြို့သမီးတွေအတွက်လည်းတကယ်ကိုကောင်းမွန်တဲ့သူကပေါင်တွေကိုကြစ်လက်တမ်းပါစေရယ်ပေါ့နော်ပြီးတော့ခါကျကိုကိုကို confidence ပိုရှိစေတယ်ကိုဟာ control လုပ်နိုင်တယ်ဆိုတော့စိတ်ပေါ့နော်ဒါကိုအဲ့လိုမျိုးနဲ့ပိုင်နိုင်တော့ယုံကြည်မှုလည်းပိုတိုးစေလို့ခံစားရတယ်အမြင့်ဆိုတော့အာကလေးကောင်နော် active ဖြစ်တဲ့အားကစားကိုကြိုက်တယ်ဆိုရင်မြင်းစီဖို့အတွက်မြို့သူကဖိတ်ခေါ်ကြပါတယ်အမြင့်ဆိုလည်းပြန်ပြီးတော့ပြန်ပြီးတော့ပြန်သိပြီးပြန်စီးပါမယ်လို့ရပါပြီခင်ဗျာ အဲ့မြတ်သူကြတော့ကိုကကိုယ်ကမြင်းမရှိဘူးလေမရှိတော့အဲ့လိုသွားရင်ရောက်တဲ့နေရာမြင်းတွေစီးရတာဟုတ်ဆိုတော့ခါကြမြင်းနေရာဆန်းတယ်ဒီဘွားလူပေါ့နော်သူ့ကိုဘလောက်သူနိုင်လဲဒီလူကဘလောက်စီးတယ်လဲဆိုတော့သူမြင်းနေရာသိတယ်သူကလေအဲ့သိရခါကြအဲ့လိုမြင်းနေရာပညာဆန်းတဲ့မြင်းတွေရှိတယ်ခါကြတာကျုံနေဟိုဘုံမှာဟိုဘုံမှာတခါအဲ့လိုကျုံတာလေအဲ့ဟိုဘုံမြင်းပွဲလို့သိအမြသွားတာဟုတ်နော်ဆိုတော့အဲ့မြင်းကိုစီးလိုက်တာမြင်းရောက်ကွယ်ခါကြတာဘယ်ရမလဲကိုကမင်းသမီးလေအချက်တော့အခွဲမခံဘူးသိရမလား တက်ကြောလို့မဟုတ်ဘူးငါကြောက်လို့မရဘူးသိရမလားအဲ့လိုပေါင်ရုပ်အတင်းညက်ပြီးတော့အဲ့လိုဆက်ကြီးကိုကင်မို့တော့တော့အားရဟာသူကခုံပေါက်ဒီမှာနင်ဘလောက်ခုံလဲခုံပေါက်လဲဒီမှာဆက်ကြိုးယူဆွဲအဲကြာသာသူငြိမ်သွားတော့မှသူကောင်းကောင်းစီလို့သူကလက်ခံသွားတာအဲ့ကောင်ကောင်စီလို့ရတော့အဲအဲ့လိုမျိုးပေါ့အဲအဲ့လိုမျိုးပေါ့သူက control လုပ်နိုင်နေပေါ့ကွယ်အဲ့အဲ့တုန်းကအခုဆိုတော့ပြုတ်ကြမှာပြင်ရဆန်းလိုက်ပါ ဟုတ်တယ်သူကအရန်ဆိုအဖြစ်တော့ဆန့်အရန်ကောင်းတာမြင်နေရတယ်အမေတော့လေတောင်စောင်းကတက်တဲ့ချိန်မသိတော့စီးချော်လဲမှာဒါကြောက်ပါကိုသွန်းစီးတော့ကသူကအမြင်ရဒီတန်ခွာနဲ့ကတ္တရာနဲ့သူကချောတယ်ဆိုတော့လေသူကအတက်ကတော့သူအလို့ ตัดလို့ရမယ်အဲ့အစင်းကြရင်နည်းနည်းတော့အခက်ခဲရှိတယ်အဲ့လိုပေါ့နော်အာဒါကတော့ကျွမ်းကျင်နေပေါ့မူတည်ပြီးတော့ကွာဖြစ်တာပေါ့မြစ်တော်ကတော့စစည်းခါစားဆိုတော့မြေပြက်မှာပဲစီရကြစီးစေချင်ပါတယ်ကဲကျွမ်းကျင်သွားပြီဆိုတော့အဲ့လိုတောက်မဒုံစီအတက်ကတော့ရမ်းကောင်းတယ်အစင်းကြရင်တော့အာထိမ့်ရပြီဒါမှတော့သူ့ရဲ့တန်နေပေါ့နော်လိုချောချောသူကလည်းမြင်းဆိုတာခြေရောက်တည်ပါလေအဲ့လိုဖြစ်တတ်တော့လေအန်နေရောရှိရဲ့ဒါမဲ့လည်းအာအစင်ပြေတယ်ကိုကိုကျွမ်းကျင်ပိုင်နေတယ်ဆိုတော့ပေါ့နော်အဲ့လိုစီးတဲ့သေးဆိုတော့ပကံပါစီအရှမ်းလာနေဝင်စီးစာလေးမှလေလိုချစ်သူများပါရှယ်ပဲနှစ်သားအဲ့မြစ်ကလာတက်ကလာတက်ကလာနေရတာရဲ့ dream ရှိတယ်ဒါပေမဲ့မအောင်မြင်ဘူးတမတမတမ dream နေရာရမ်းများတာဒါပေမဲ့မဖြစ်ခဲ့ဘူးကိုသိခဲ့တော့ဟာဟမ်ကိုစီးခဲ့တော့တယောက်တည်းစီးရတာလေ drink မှာဆိုမှမဖြစ်ခဲ့လိုက်ဘူးချစ်ရယ်ရှင် pre wedding တွေပါလေအဲ့လိုအခါကျကျမ stay မရိုက်ဘူးဒုံးနဲ့အအလုံးက pre wedding ကိုအလှုပ်ပဲရိုက်မှာမင်းကမတက်ရက်မနေလာဒုံးတို့ပါမစီးကြမယ်ချစ်ရောက်ကြွားလိုက်မိလာရွှေ ိုးပါနော် No မစီးချင်ဘူးလာတကြောက်တကောင်ကြီးအဲ့လိုပြိုင်စီးချင်တာအဲ့လိုမြင်းနေရရှိတယ်သူကသူကအဲ့လိုဒုံးစင်းနေရကွင်းရှိရဲတခါမှတ်မိသေးတယ်အဲ့ညောင်းရွှေမှာတော့တော့အမရဲ့ရှေ့နားစာသတိထားမှာတော့အဲ့သူဒုံးစင်းနေကြကွင်းနဲ့အလာလာပြောတဲ့အချိန်မှာအဲ့ဒီကွင်းလေးကတော့ထင်းရမလို့ဒုံးကြီးတာ ပြေးပြီးဟဲ့ဆိုတော့တပည့်နေရှိတယ်ကွာဝေးခေါင်းကုန်ရောကိုင်တော့တော့လိုကမိုက်တော့မိုက်တယ်ကြည့်တော့လိုကဟာပူပေါ့မဟုတ်ဘူးဒီတပည့်တွေရိုက်ပါဆိုလို့ခေါင်းဝေးပြီးလိုကလိုစီးရအရပြောရကောင်းဟုတ်တယ်လို့ပြောအော်ကြောက်သွားပြီဒီပြည့်တည်းရတဲ့ကပြုတ်မကြရတို့ရေးပဲအပယ်လည်းမပေးနိုင်ဘူးအဲ့ကျတော့အဲတင်လို့ရပါတယ်မတက်တယ်တင်ပေးပါမယ် ယ်ကိုနဲ့တွေ့တော့မြင်းစီမြင်းစီမြဲမြင်းချစ်သူဖြစ်သွားလိမ့်မယ်အကွာတွတ်တွင်းမှာရှောက်ပြောနေတော့ငါတို့ဒရင်းရှိရမမပြိလိုက်ဘူးအော်မရှိပါဘူးရှင်ကျမကြွားမှာပေါ့ကျမအရင်ကြွားချင်တယ်မိမပါဘူးဒီလိုတော့ဒုံးစီလေးရိုက်မှာခေါဝင်ရအောင်မလွဲ့နေအော်ဘလောက်မှိုက်လဲစဉ်းစားကြပြီမြင်းကြီးလုံးဝခေါင်းချောက်ခိုင်းပါအော်ရွှေပဲနေမှာနော်အော် တစ္ဆာမရှိပါဘူးမနှုတ်နှုတ်ဘယ်တော့မှအားမလျှော့ကျွန်မကျွန်မကယောက်ျားမယူလို့ပဲပြောတာတစ်သက်လုံးမယူလို့မပြောဘူးလေနော်ဘာမှအေးစိတ် အဲ့မြေပါများတော့အကုန်လုံးအီဝါပြီဒီလားပြီပြောဖြစ်တာလည်းမဟုတ်30နဲ့ရွှေ့လာတာတပည့်40ကျော်သွားအဲ့10နဲ့နော်စဉ်းစားချင်တော့30တည်းကနော်ယူမယ်တကယ်ကမောင်းတင်ထားတာလေ40သာဖြစ်သွားတယ်နော်ဟုတ်နော်အဲ့လိုဖြစ်သွားတာကျတော့ဘယ်သူမှမစားလည်းမစားဘူးမေးလည်းမမေးတော့ထောက်ရအပြိုကြီးပဲတက်ဖက်တောက်ပနေပါတော့တက်ဖက်တောက်ပကသူကပို့ပြီးချုပ်ဖို့ကောင်းတယ်အဲတက်ဖက်တောက်ပကပြီးပြည့်စုံလို့ဆိုအကုန်လုံးဘယ်သူမှရေးစားလည်းမထားစေချင်တော့ဘူးအင်းလည်းမြူစေချင်တော့တော်တော်တောက်ပါလှလာအောင်ထိုင်ကြည့်မယ်။အော်ကဲဟုတ်ပါဘူး။တောက်ပါပါ။တောက်ပါပါလေ။